တော်တော့အများကြီးဟောဖြစ်ပါတယ်တကယ်တငယ်ချင်းကောင်ကိုယ့်အတွက်လည်းရမ်း supportive ဖြစ်တယ်တယောက်နဲ့တယောက်ကအဲ့လိုမျိုး supportive ဖြစ်တဲ့တငယ်ချင်းတွေပါဟုတ်ဟုတ်တယ်ဟုတ်တယ်ကိုလိုအဲ့လိုရွေးရထင်နေကြတယ်နောက်တချို့ဆိုရှင်ရှိရပါတော့အဲ့လိုမျိုးဟိုထိုင်းဇလန်တွေတွေအဲ့လိုမျိုးတွေလောက်တာလားဆိုအဲ့လိုမျိုးတော့လေကူးချတာမျိုးတော့လည်းမဟုတ်ပါဘူး ငယ်ချင်းပဲနေရာလာလေဟောနော်အဲ့လိုလာတဲ့ဟိုဟာလေးတွေကိုအဲ့လိုမျိုးပို့ပြီးတော့ဒါဒရိုက်ဒရိုက်တာဆိုတဲ့အတွက်ကြောင့်လို့လေမင်းသားမင်းသမီးပုံကဒီတင်းဆောင်တယောက်ကိုကြီးလိုက်လို့ရှိရင်ဘသူကတော့ဘယ်နေရာမှာအားတာတယ်ဘသူကတော့ဘယ်နေရာမှာအားနေတယ်ဆိုတဲ့အခါကျတော့သူတို့ရဲ့အပြစ်အနာစာလေးတွေကိုဖုံပြီးတော့သူတို့ရဲ့အလှတွေကိုပို့ပြီးတော့မြင်သာထင်သာဖြစ်အောင်လို့ဘုံကဆွတ်ထုတ်ပြရတာပေါ့နော်အဲဒီသဘောပါပဲဟုတ်ဒီအင်ကြီးရဲ့တစ္ဆာခံအလုတ်တမှာခန်းကုန်ဖြစ်သွားပြီ အဲသူကလာသူလည်းအေးဆေးပါပဲဟာလိမ္မာပါရဲ့အခုရမ်းရမ်းလိမ္မာတင်းငိမ်ရင့်ချက်အဲအလုပ်စူးစမ်းနေတာပေါ့ဟုတ်ပါဘောအချက်ကတော့အမြဲခံရတယ်ဘာဖြစ်လို့လဲဆိုတော့ကိုယ့်ရဲ့မိသားစုမောင်းမလိုက်တာဟုတ်တယ်လေဟုတ်တယ်လေကိုယ့်ရဲ့ကိုယ့်ရဲ့မိသားစုကလည်းကိုယ့်ချက်တယ်ကိုယ့်တငယ်ချင်းကိုယ့်ရဲ့မိတ်ဆွေအတိုင်းဝိုင်းရအကုန်လုံးကလည်းကိုယ့်တုံနေအောင်ချစ်ကြရတယ်ဆိုတော့ဟုတ်ကဲ့ဘာလို့လဲချစ်တာရောက်တယ်မလားချစ်တယ်တကယ်ကြီးလည်းချစ်တယ်အဲတခါလေးခလေးတခါလေးလူကြီးသူကအဲ အဲ့ဘုံနဲ့ဆိုရှင်လဲသူကအဲ့လိုမျိုးတခါလေးကြောက်လို့ရှင်လဲသူကကလေးဖြစ်သွားအဲ့တခါလေးကြောက်လို့ရှင်လဲသူကဆံမာကြီးအဲ့လူကြီးဖြစ်သွားเออมันรู้ชัดๆตกมาแล้วเฉยจ้ะเออตกมาแล้วเฉยจ้ะเออตัวอ้ายหว่าဖြစ်ပါတယ်တကယ်တငယ်ချင်းကကိုယ့်အတွက်လည်းရမ်း supportive ဖြစ်တယ်တယောက်နဲ့တယောက်ကအဲ့လိုမျိုး supportive ဖြစ်တဲ့တငယ်ချင်းတွေပါဟုတ်ဟုတ်ရှိရပါဘောလူတွေကကိုယ့်ကိုပဲစုံမရလို့ထင်တာမလားဒီလိုပဲရှိကြတာပေါ့လေဟုတ်ပါဘူး ဆိုတာအလတဲပေါ့မျောလဲထားပါတယ်ဒီကားမှာဒါဘုံတို့အားလုံးပေါ့နော်တယောက်ချင်းစီတေချာစူးစမ်းရကြတယ်ပြီးရောလို့ရှိရင်ဒီမှာပါဝင်တဲ့တယောက်ဆောင်တယောက်ချင်းစီတိုင်းအားလုံးဟိုဘယ်လိုပြောမလဲညီညီညွတ်ညွတ်နဲ့ chemistry မိမိလေးအဲ့လိုမျိုးစူးစမ်းကြတယ်အဲ့အားကြောင့်မလို့ဘုံတို့ပရိသတ်တွေဘာပြောမလဲဆိုတော့အရင်ရခုံနေပြီပေါ့နော်ဟုတ်ဒီအိမ် အိမ်မှာကုလုပ်ပေးတဲ့ကောင်မလေးလို့သူတို့မခေါ်ဘဲနဲ့ပန်းကလေးတွေဆိုပြီးတော့သူပြောတယ်အဲ့တော့ပန်းကလေးတွေကိုသူကဒါကိုမြင့်တင်ပေးတာရိုးတင်ပေးတာဖြစ်တဲ့အတွက်ကြောင့်မလို့သူတို့ကဒီသူတို့ဘယ်ရမယ်ရောက်လာရောက်လာဒီအိမ်ကြီးထဲကိုရောက်လာပြီဆိုလို့ရှိရင်သူတို့ကဟိုဖုံးချက်တွေတင်ရမယ်ဆိုတော့မူလေးပေါ့အဲအဲ့မူလေးနဲ့ဒါဟိုမြန်မာတွေမှာရှိရလေတေယောကမွန်နဲ့ဟိုအားဖြစ်လို့ရှိရင်ဖုတ်ကံမြင့်နေအဲအဲ့အဲ့လိုမျိုးပေါ့အဲအဲ့ဒီအယူအဆလေးနဲ့မြန်မာအယူအဆလေးကိုမမဒါဘုံကဒါဒီမေမေကြီးတို့တိဆောက်ထားတဲ့ဘရူးစ်လေးနဲ့ပေါင်းပြီးတော့ဒါဟို ထွက်လိုက်တာပါဘယ်ဟိုမှအဲ့လိုမိញမ်းထားတာတွေဟိုမှမရှိမရှိပါဘူးဟုတ်ဟုတ်တယ်ဟုတ်တယ်အကောလို့အဲ့လိုရိုးရထင်နေကြတယ်နောက်တချို့ဆိုရင်ရှိရပါတော့အဲ့လိုမျိုးဟိုထိုင်းဇလန်တွဲတွေအဲ့လိုမျိုးတွေလောက်တာလားဆိုအဲ့လိုမျိုးတော့လေကူးချတာမျိုးတော့လည်းမဟုတ်ပါဘူး ော့ဒါမြန်မာအယူဆမှာလည်းရှိတယ်ပေါ့နော်တေယောကမွန်နဲ့အဲလျှော်လို့ရှိရင်ဒါဖုံးကန်နေညင်နေကန်နေပွင့်နေလက်တွေပွင့်နေဒီရဲ့အယူဆလေးပေါ့အဲ့ဒါကြောင့်မလို့ဒါဒီလေမမေကြီးတို့ဒီလေသူတို့အိမ်ကိုရောက်လာတဲ့ဒီဒီကလေးတွေကိုပန်းကလေးတွေကိုဒါဖုံးချက်တွေတင်ပေးတယ်ပေါ့ဒါကပြောရမယ်ဆိုလို့ရှိရင်တော့ဒါလူတယောက်ကဟိုစမ်းလက်တွေကိုဖွင့်ပေးတဲ့သဘောပါအဲအဲအဲ့ဒီသဘောလေးနဲ့အဲ့ဒီအဲ့ဒီဆဲလေးကိုရိုက်တာပါ ဟုတ်အဲ့ဒါအဲ့ဒါလေးကြတော့အဲ့ဒါလေးကြတော့လည်းဘယ်လိုပြောမလဲဟိုလိုရင်ရှားတော့မဟုတ်ဘူးတော့ဟိုတို့ဘယ်လိုပြောမလဲ main ကလေးတွေကဒီလိုမျိုးဟိုရေလောင်းချလို့ရှင်ဒီလိုမျိုးဒီလိုအရှက်ဝတ်ထားတဲ့ပုံစံမျိုးလေးပေါ့နော်ရင်ရှားအဲ့မော်ရင်ရှားသဘောလေးတော့ဖြစ်တော့ဖြစ်တာပေါ့ဒါပေမဲ့ဟိုဒါလေးကဟိုသူသူခုနကပြောလို့ပေါ့မေမေကြီးတို့သူတို့ထုတ်ထားတဲ့ဒီ character မှာထုတ်ထားတဲ့စီမံအတိုင်းဒါသူတို့ကလုတ်လုတ်လုတ်သွားတဲ့ပုံစံပါပဲဟုတ်တကယ်ချင်းပဲနေရာလှလေဟုတ်တော့အဲ့လိုလှတဲ့ဟိုဟာလေးတွေကိုအဲ့လိုမျိုးပို့ပြီးတော့ဒါ driver driver ဆိုတဲ့အဲ့တော့ကြောင့်လို့လေမင်းသား င်းသမီးပုံကဒီတယောက်ဆောင်တယောက်ကိုကြီးလိုက်လို့ရှိရင်ဘသူကတော့ဘယ်နေရာမှာအားတာတယ်ဘသူကတော့ဘယ်နေရာမှာအားနေတယ်ဆိုတဲ့အခါကျတော့သူတို့ရဲ့အပြစ်အနာစာလေးတွေကိုဖုံပြီးတော့သူတို့ရဲ့အလှတွေကိုပို့ပြီးတော့မြင်သာထင်သာဖြစ်အောင်လို့ဘုံကဆွတ်ထုတ်ပြတာပေါ့နော်အဲဒီသဘောပါပဲဟုတ်ဒီအင်ကြီးရဲ့တစ္ဆာခံအလုတ်တမှာခန်းကုန်ဖြစ်သွားပြီ ဟုတ်ကဲ့ပါဘုံတို့ရဲ့ဒီရမတ်ဆိုတဲ့ဇလန်ရဲလေးကဒါအခုမဟာ application မှာမဟာ YouTube channel မှာဟောဒါပြသနေပြီပေါ့နော်ဆက်ပြီးတော့အပိုင်းနေအဲများလာလေးလေးဘုံတို့ရဲ့ tempo တွေကတစ်စင်းပြီးတစ်စင်းတင်လာလေးလေးဆိုတော့ပြည့်သက်တွေပို့ပြီးတော့အမလို့အမရတွေချိန်နိုင်ခင်မရတယ်အများကြီးဖြစ်မယ်လို့ထင်ပါတယ်အဲ့တော့ကြောင့်ဘုံ comment တွေကိုလည်းစောင့်မျှော်နေပါတယ်ဟုတ်ကဲ့ပါအပေးပါ comment တွေအများဖတ်ပါတယ်ဟုတ်ဟုတ်အများဖတ်တယ်သူသူဖတ်ပြီးသူပီတိတွေဖြားတယ်ပြီးသူစိတ်တုံမယ်အဲ့လိုပါအမြဲပြည့်သက်တွေဘယ်လိုပြောလဲဆိုတော့သူမြဲ ြင်းကြည့်ရပါတော့เนาะဘယ်လိုပြောမလဲပြိသက်တွေပြောထားတဲ့အမားလေးတွေကိုထောက်ပြထားလေးရှိတယ်ပေါ့เนาะပြိသက်တွေကဒီလိုအမားလေးဒီလိုလိုမျိုးဆိုတော့ကွာကျတော့ဘုံတို့ဒီတကားမှာတော့ရိုက်ကူးပြီးဖြစ်တဲ့ကြောင့်မလို့ဘာမှပြင်ဆင်လို့မရတော့ဘူးအဲ့တော့ဘုံ comment ဖတ်တယ်ဆိုတာလည်းတို့ဝေဖန်ထောက်ပြထားတဲ့ဟာလေးတွေကိုဘုံလေ့လာပြီးတဲ့အခါအမှတ်သားထားပြီးတဲ့အခါကျတော့နောက်ကားတွေမှာအဲ့လိုအမားမျိုးထပ်တူမဖြစ်အောင်ပြင်ဆင်ဖို့အတွက်ဒါဘုံတေချာစူးစမ်းနေပါတယ်ဟုတ်ကဲ့ပါစူးစမ်းဖို့ ို့လည်းပေါ့နော်ဒီရမတ်ဆက်ကားထဲမှာဒီကန့်ကော်ဆိုတဲ့ကမ္ဘာလေးပြောက်ကိုအပေးကြပါအောင်လို့ပြောချင်ပါတယ်ရှင်